တောင်မက်မြောက်မက်ရှောင်းမက်ခုခေတ်လဲအိမ်မက်တွေတောင်မက်မြောက်မက်တဲ့လူတွေရှိကောင်းရှိနေတယ်အဲ့ဒီအိမ်မက်တွေမက်တဲ့အခါကျတော့ဒီအိမ်မက်တွေရေရရာခြေရမယ်မလုပ်ရမယ်ဒီအိမ်မက်တွေရဲ့အကျိုးဆက်မကောင်းဘူးရေရရာခြေမှဖြစ်ဒါပြင်ရေရရာခြေမလုပ်ရရစ်ပူဆောင်ရဘယင်ဆိုတော့တတ်နိုင်တော့ အများကြီးရေပုဆောင်မှာပေါ့တပတ္တတကစိတ်အကောင်တရားတတ်ရမယ်နှောအကောင်တရားတတ်မှာစသဖြင့်ပေါ့ရေပွဲကြီးကြီးလှုပ်ပြီးတော့ဒါအလှဒါနလို့ဆိုပြီးတော့ရေပွဲတွေလှုပ်တာပဲလက်ဆောင်ပြလက်ထက်ကအဲ့ဒီလှုပ်တာယဉ်ညလို့ခေါ်ယဉ်ညကိုစကလုံးကရဆဆိုတာကလာတာဖြစ်တော့ကြောင့်ရဆကိုရဆလို့မသုံးတော့ဘဲနဲ့ စတ်တပ်ပြီးတော့ဗမာပြည်ကရစ်လို့ခေါ်လိုက်တာရစ်ရစရေးတဲ့အခါမှာရပ်ပက်နဲ့ဇာခွဲနဲ့ရေးရရစရစ်အဲ့ဒီရစ်ပူဇော်မှုဆိုတာတွေဟာတစ်ချိန်တုန်းကအလုံးကိုခစ်စားခဲ့မြတ်စွာဘုရားကဥဆောင်ပြီးတော့အဲ့ဒီစနစ်ကြီးပျောက်သွားအောင်ထူထူတုတ်တန်နေမှာဟောခဲ့တာနဲတော့မဟုတ်ဘူးရစ်ပူဇော်မှုရဲ့မကောင်းကျိုးတွေ အဲ့လိုရေပုံစော်တဲ့ပွဲတွေဟာမမှန်ကန်ဘူးအကုသိုလ်တွေဖြစ်တယ်ဒီအကုသိုလ်ရဲ့အကျိုးတွေကိုခံရမယ်မြတ်စွာဘုရားကိုယ်တိုင်ကဟောခဲ့လို့နောက်ဆုံးကျတော့အိန္ဒိယနိုင်ငံမှာဟိန္ဒူတွေအတိုင်းပိုင်းမှာရစ်ပူဆော်မှုဆိုပျောက်ကွယ်သွားပျောက်ကွယ်သွားပြီးတော့အခုကျတော့တားကောင်တွေကိုမတတ်ဘူး အဟိန္တာမငင်းဆဲရဘူးဆိုတဲ့တရားထွန်းကားပြီးတော့နောက်ဆုံးမှာတတ်တတ်လို့စားတဲ့အနေထားတစ်ခုထီအောင်ရောက်လာတယ်။အိန္ဒိယနိုင်ငံဒီလိုရှိခဲ့။ဒါကြောင့်မို့ငါးပါးသီလထဲမှာမြတ်စွာဘုရားကအရေးကြီးဆုံးပါဏတိပါတာဝေရမဏိသိက္ခာပရံသမာရိယာမိဆိုတာကိုချိန်ခံပြီးတော့ဟောတာ။အဲ့ဒီပွဲတွေလူတွေရှောင်အောင်လို့ဒီဟောတာ။ဒါပြင်အဲ့ဒီရစ်ပူဇော်တဲ့ပုံကိုယ်တွေဟာ ဘာအတွက်လှုပ်ကြတာတုံးလို့မေးလို့ရှိရင်သူတို့မေးရင်ကုသရာချင်းလို့လောက်တာကုသရာချင်းအဲ့တော့အစင်နာယ tradition မှာကုသရာတယ်လို့အစင်နာဟောပြောလာခဲ့တာရှိတယ်အဲ့ဒီအစင်နာဟောပြောချက်အရာကုသရာတယ်နောက်ဆုံးမှာရစ်ပူဇော်လို့ရှိရင်ကောင်းရသူကြီးဘုံရောက်တယ်လို့ကောင်းတယ်ဆိုတော့ ဆုံးမဩဝါဒစကားဘာသာတရားရဲ့အဆုံးအမကြောင့်ရှိကူဆောင်မှုလို့အေးဒါလုပ်ရင်မင်းတို့ငရဲကြာမယ်ဆိုရင်ဘူးမလုပ်ဘူးဘူးမမလုပ်ဘူးကောင်းမထင်ဘူးလို့သို့သောကောင်းမထင်လို့လုပ်တဲ့အလုပ်တစ်ခုသည်ကုသိုလ်အလုပ်မဖြစ်လာလို့ရှိရင်ထင်တဲ့အတိုင်းမဖြစ်ဘူးပေါ့ဆိုပါစို့ ချိုချိုအေးအေးမွေးမွေးလေးလှုပ်ထားတဲ့အစိတ်ဒါတော့လို့ရှိရင်မအိုမနာမသိဟောဒါတောက်လိုက်လို့ရှိရင်အမြတ်ရည်စင်တောက်ရတယ်လို့ရသက်ပန်ကျမ်းပါတယ်လို့တရားရောက်ကပြောတာနန်းကြည့်လိုက်တော့လည်းပဲမွေးနေတယ်အရသာလေးကလည်းချိုးတယ်ဆိုတော့မဥမနာမသိခြင်းလို့တောက်လိုက်တာ ရှာဖို့လည်းရောက်သွားရောဒုက္ခပေးတော့အဲ့ဒီစိတ်အဲ့တော့အစကတည်းကမင်းဒီစိတ်တောင်းရင်သိမယ်ဆိုရင်စိတ်ကောင်းရှိတဲ့ပုဂ္ဂိုလ်တယောက်စိတ်ထားပဂတိစိတ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဘူးမတောင်းသိကျင်တဲ့လူကတော့တောင်းမှာပေါ့နော်သေးခြင်းတဲ့လူကတော့စိတ်တော့သေးတာရှိတာပေါ့သူကသေးခြင်းနေတာဟိုအဲကျမ်းမမဲ့လို့ထင်လို့တောက်တဲ့ပုံကိုယ်တွေဟာ စိတ်မမသိလို့တော့အဲ့ဒါလိုပဲကုသိုလ်ရတယ်လို့ဆုံးမဩဝါဒလမ်းညွှန်ချက်ကိုအကြောင်းပြုပြီးတော့ဒါကိုကုသိုလ်ရတဲ့လုပ်ငန်းတစ်ခုအနေနဲ့လုပ်ကြတယ်ကောင်းတယ်ထင်လို့လို့အဲ့ဒီလုပ်ရရဲ့အကျိုးပေးမှုမြတ်စွာဘုရားကဘယ်လိုဟောတော့ပါဏတိပါတော် အာတိဝိတောဘာဝိတောဘဟုလိကတောမိရိယတံဝတ္တနိကောမြတ်စွာဘုရားဟောထားပုံနေရချက်ပါဏတိပတ္တအမှုဟာ အကုသိုလ်ဟာအာတိဝိတစလုတ်ပြီဘာဝိတတိုးပြီးတော့လုတ်တယ်ဘူလိကတအချိန်ချင်းအထက်ထလုတ်ပြီးလို့ဆိုရင်တဲ့နိရိယတံဝတ္တနိကောငရဲဘုံမှာဖြစ်စေနိုင်တယ်တဲ့ တိရိသနာတာဝန္တဏီကောဒရိသံဘုံမှာဖြစ်စေနိုင်တယ်တဲ့ပေတ္တတာဝန္တဏီကောပြိတ္တာဘုံမှာဖြစ်စေနိုင်တယ်တဲ့ယောသဘသောလဟုသောအပ္ပယုကတာဝန္တဏီကောအပေါ်ဆုံးအပြစ်ကလေးနဲ့ဆိုရင်အသက်တူရတဲ့တဲ့ဟောပဏာတိပတ္တရဲ့အပေါ်ဆုံးအပြစ်အသက်တူခြင်းပဲအဲ့ဒါတရားဒီလိုဟောတာ ဓမ္မကံနဲ့လမ်းကြောင်းတစ်ခုကိုမြတ်စွာဘုရားရှင်းပြီးတော့ကျန်တဲ့အာဟုသူတွေလည်းဒီလိုပဲပေါ့သို့သောလောကလူတွေဟာဒါကုသိုလ်လားဒါအာဟုသူလားဆိုတာဘာလပုံကိုယ်ရင်သိဘူးမသိတော့သူတို့ကကောင်းနေထင်လို့ပဲလောက်တာပဲမကောင်းဘူးထင်ရင်သူကမလောက်ဘူးဒါကြောင့်မို့မြတ်စွာဘုရားဒီဒေသနာတော်မှာအထပါပါဏိကမ္မာနိကရံပါလောနာပုစတိ စဉ်းစားဉာဏ်ကင်းမဲ့နေတဲ့လူတယောက်ဟာတဲ့ကိုမဟုတ်တာတွေမကောင်းတာတွေအကုသိုလ်တွေလုပ်နေရင်ကငါအကုသိုလ်တွေလုပ်နေတာပါလားလို့မသိဘူးတဲ့အကျိုးပေးပြီဆိုမှအမလေးအလိုလေးနဲ့ဒုက္ခရောက်တာတဲ့ဒီလိုဆုံးလို့တာပေါ့အေးဒါကြောင့်မလို့ဘုန်းကြီးတို့တွေဟာဒါအကုသိုလ်လားဒါအကုသိုလ်လားဆိုတော့ မမကန်ကန်သိရှိနားလည်ဖို့အမတမအရေးကြီးတယ်လူဘဝရလာလို့ရှိရင်ရသော်ပြားကဟောထားတယ်ကိုလို့ရင်ကိုခံရတယ်ဟုတ်တယ်လေဒါကဘယ်သူမှရှောင်လွဲလို့မရဘူးလေကုသဏ္ဍမှာဆိုရသို့အိတ်ချိန်ပြီးပိုးတွေးပြီးဆိုလို့ရှိရင်ကိုပဲခံရတာသူများခံမှာမဟုတ်ဘူး ယောဂဖြစ်ပြီဆိုလို့ရှိရင်သတ္တဝိမယောဂဖြစ်ရင်အမေကငါ့အမျှပေးနင်းတတ်တအောင်လို့လှုပ်လို့ရမှာရဘူးကိုဖြစ်ကိုခံဆိုတာအတ္တမထင်ရှားလို့เนาะအကျန်တဲ့ပုဂ္ဂိုလ်တွေရောမခံရဘူးလားဆိုတော့စိတ်ဆင်းရဲမှုတွေတော့ခံရတာပေါ့ဆိုပါတော့မိဘုံနာကပ်ရင်နည်းနည်းတော့ပူတာပေါ့အဲတော့ပူမှာပေါ့ကိုမိသားစုထဲမှာ အကုသိုလ်များတဲ့လူတယောက်ရောက်လာရင်တော့အပူလေးတော့ကူးဆက်တာပေါ့သို့တော့အပြည့်အဝခံရတာကတော့လောက်တဲ့လူပဲဂျန်တဲ့လူကအပြည့်အဝမခံရဘူးတဲ့အဲ့ဒါကိုပြောတာဘာလဟာကိုကိုယ်တိုင်မဟုတ်တာလုံနေတာကိုမဟုတ်တာလုံမှမသိဘူးတဲ့အကျိုးဆက်ပေါ်လာလို့ဆိုရင်တော့မိလောင်ခံရတယ်လို့ဒုက္ခတွေ့ပြီလို့ဒီဒေသနာတော်မှာမြတ်စွာဘုရား ဘာကိုအကြောင်းပြုပြီးတော့ဟောခဲ့တာတုံးလို့ဆိုမြတ်စွာဘုရားလက်ထက်မှာလည်းပဲအလွန်ဆုံးတဲ့အခြေအနေတွေလူမိုက်တွေရှိတာလူဆိုတာခက်ခဲမှာပဲရှိတာပဲပညာရှိတဲ့လူနဲ့ပညာမဲတဲ့လူအများရန်ရှိတာအေးပညာမဲတဲ့ပုဂ္ဂိုလ်ရဲ့လောက်ရကတစ်မျိုးပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့လောက်ရကတစ်မျိုးပညာမဲတဲ့ပုဂ္ဂိုလ်ရဲ့အတွေးကတစ်မျိုးပညာရှိတဲ့ပုဂ္ဂိုလ်ရဲ့အတွေးကတစ်မျိုး ဒီနှမျိုးကပေါင်းဆက်လို့ရနိုင်တဲ့အနေအထားမရှိဘူး။မြတ်စွာဘုရားလက်ထက်ဘုရားဟာ25နှစ်သရင်သုံးခဲ့တဲ့နေရာကြီးပေါ့။တာဝတိမြို့ဇေရဝံကျောင်း။တာဝတိမြို့ကိုအမိပြုပြီးတော့မြတ်စွာဘုရား25နှစ်တောင်နေခဲ့တာ။ဘယ်နေရာမှာဒီလောက်အကြာကြီးမနေဘူးမြတ်စွာဘုရား။ဇေရမြို့တော်တွေဆောက်လုပ်ထားတဲ့ဒီကျောင်းတော်ကျောင်းတော်မှာဒီလောက်အကြာကြီးနေတာရှိဘူးပေါ့။ ဲတာဝတိမှာတော့မြတ်စွာဘုရားအကြာကြီးနေကြာကြီးသရင်သုံးအဲ့လိုဘုရားအကြာကြီးသရင်သုံးနဲ့တာဝတိမျိုးကလူတွေဟာအကုန်လုံးပညာရှိတွေကြီးပဲဖြစ်သွားသလားလူရင်ကြီးတွေကြီးပဲဖြစ်သွားသလားလဲဆိုဖြစ်ဘူးလူစိုးလူမိုက်တွေအများကြီးပဲအများကြီးရှိတာပဲအဲ့တော့ပါဠိနက္ခတ္တဆိုတဲ့ သူတို့မှာလအလိုက်လက်ခပ်ပွဲတွေရှိတယ်ပေါ့လက်ခပ်ပွဲတွေရှိတယ်ဘယ်လက်ခပ်နဲ့တွေ့ရင်ပါလို့ဘယ်လက်ခပ်နဲ့တွေ့ရင်ပါလို့လက်ခပ်အလိုက်ဆိုတော့လာပြီနေ့မှာဒါလူနာကယ်လင်ဒါခေါ်ပေါ့လူနာစနစ်လာနဲ့ပတ်သက်ပြီးတော့ဒီ လာပြိလာကွယ်ကောင်းကင်ကမွန်ဆိုတဲ့လာကြီးရဲ့အနေထားကိုကြည့်ပြီးတော့လူတွေရဲ့ရက်တွေတွေ့ကြလာပြိနေဆိုတာဟာသူကလာမှာအစိတ်အပိုင်း16ခုရှိတယ်အားလုံးသိကြလိမ့်မယ်နဇန်တရနေ့ရနေ့စပြီးတော့လာခါဒါပေမဲ့လူမမြင်သေးဘူးနော်တခါတလေတော့လေကြည်လင်မြင်ကောင်း နှစ်ရက်နေဆိုမြင်ပြီသုံးရက်နေကြတော့ပမာတကားတော်ရှိသေးတယ်မဟုတ်လားသုံးရက်လခုံးမျက်စာတယ်သုံးရက်လဆိုရင်လာကလေးကအစိတ်ကလေးတစ်ခုပေါ်လာအဲ့ဒီလို့အစိတ်ပေါင်းလာမှာအဲ့ဒါကိုအစိတ်ကိုကလာလို့ခေါ်တယ်အဲ့ဒီအစိတ်ပေါင်း16ခုပြည့်သွားပြီဆိုရင်လာဝိုင်းဆက်သွားတယ် full moon လို့ခေါ်တယ်ဝိုင်းသွားတယ် ဒါမို့လို့လာပြီနေ့ထွက်တဲ့လတဲ့လာပြီကျတရနေ့ထွက်တဲ့လဟိုဝိုင်းဆက်တယ်လို့ဆိုကလာပြည့်သွားတယ်လို့ပြော16ရက်ဆိုလာကလာပြည့်စိတ်ပိုင်း16ခုနဲ့ပြည့်အဲ့ဒီလာပြီနေ့မှာတလနဲ့တလမတူဘူးကဆုံလားလို့ဆိုလို့ရှိရင်စိတ်တရနက္ခတ်နဲ့လာနဲ့ဟာရှင်ပြီးတော့ထွက်လာလာပြီနေ့ဟာစိတ်တရနက္ခတ်နဲ့ရှင်ပြီးတော့ထွက်လာ အဲတကူလာဆိုလို့ရှိရင်စိတ်ထရနက်ခတ်နဲ့ရှင်ပြီးတော့ထွက်လာအမပြက်ကရင်ကိုကြည့်တကူလာကစတယ်စိတ်ထရနက်ခတ်နဲ့ရှင်နေကဆုံလာကြတော့ဝိတာခာနက်ခတ်နဲ့ရှင်နေဒါကြောင့်မို့ကဆုံလာကိုဝိဆတ်လို့ခေါ်ကြတယ်ဝိသာခာဝိတာခာဆိုတဲ့စကားလုံးကိုညာတခြားနိုင်ငံတွေမှာ သုံးနှုံးနဲ့အတန်ကတော့ဘေးဆက်ဒါမို့ဝေဆက်ပွဲဝေဆက်ပွဲဆိုတာကဆုံလာပြီနေပွဲကိုပြောနက္ခတ်နဲ့နာမည်ပေးထားတာပါဠိဘာသာမှာလည်းပဲတကူလာကိုပါဠိလိုစိတ်တလို့ခေါ်တယ်။ပါဠိလိုတော့ဆိုရင်စိတ်တရနက္ခတ်နဲ့လာပြီးဟာရှင်းတယ်။လာပြီးနေရရှင်းပြီးတော့ထွက်လာစိတ်တရနက္ခတ်လို့ခေါ်တယ်။ကဆုံလာကြတော့ဝိတာခနက္ခတ်နဲ့ရှင်းပြီးတော့ထွက်လို့ဝိတာခဆိုတာကဆုံလာ နေုံလာကြတော့စစ်ထနှစ်ခတ်နဲ့ရှင်သီးအတွက်ကြောင့်နေုံလာကိုစစ်ထလို့ခေါ်တယ်။ဝါဆိုလာကြတော့အာတန်လီနှစ်ခတ်နဲ့ရှင်တယ်မဟုတ်အာတန်လာလို့ခေါ်တယ်လို့သူလာနဲ့သူနှစ်ခတ်နာမည်ကြီးရှိတယ်ပေါ့။အဲ့ဒါလို့နှစ်ခတ်တည်းရဲ့နာမည်နဲ့ဟောတော့အဲ့ဒီထဲမဲ့မမမတော်ရှိတယ်ဒီမှာအကြ။ဇောင်းမုံလာပြီဆိုလို့ရှိရင်နော် တဇောဘုံလာပြီဟာသောရနက္ခဆိုပြီးတော့တဇောဘုံလာမဟုတ်တရုတ်လာပြီနေမှာမဟုတ်တရုတ်လောက်တဲ့လူတွေအများကြီးရှိတယ်။ဆိုင်ဘုတ်တွေဟိုရွှေ့ဒီရွှေ့တယ်။မွားပြေမှာလည်းလောက်ကြတာတွေရှိတယ်ပေါ့နော်။အဲ့ဒီတဇောဘုံလာပြီနေလည်းဖြစ်ချင်းဖြစ်မဲ့ပေါ့။စာထဲမှာတော့ဘယ်ဘယ်လားလို့တော့မပြောဘူး။ဘာလနက္ခတလူမိုက်တွေရဲ့ပွဲလန်းတဲ့ပင်ကျင်းပါတဲ့နက္ခပွဲတဲ့ပင်ရှိတယ်တဲ့။ သူတို့စီမှာဆိုရင်တလတခါလက်ခတ်ပွဲတွေလုပ်ကြတယ်ပေါ့ပူဇော်ပွဲတွေလုပ်ကြအဲ့ဒီထက်ပဲသူကဒီသူတို့ကိုးကွယ်တဲ့ဟာကလည်းပဲမျိုးမျိုးရှိကောင်းတဲ့ဟာရှိတယ်လို့မကောင်းတာရှိတာအဲ့ဒီတချို့လက်ခတ်ကြတော့လူတွေကမလုပ်လဲဆိုရင်ဘာလက်လက်ခတ်ကြသူတို့အဆိုရအဲ့ဒီနေ့ဆိုရင်မပါလို့တော့ဆိုပါဇက်ကရုပ်ရုပ်မှမှာစကားတွေပြောကြတာ အိမ်တိုင်းအိမ်တိုင်းလိုက်ပြီးတော့ရုပ်ရုံမှမှာစကားတွေမကြောက်ဝမ်းမနာတာစကားတွေပြောကြတယ်ဟဲ့တော်ကြပါတော့ဆိုပြီးပတ်စံလေးပေးလိုက်လို့ရှိရင်ထွက်သွားကြအဲ့ဆံမပေးမချင်းတော့မဟုတ်ရုပ်တွေပြောကြတာပဲတဲ့အဲ့တော့စာထဲမှာတော့အတ္တဘိဝါစာဆိုတာလူချားထဲမှာကြားမကောင်းတဲ့စကားလို့ပြောတာကိုယ့်အကိုသာတွေးကြည့်နော် လူကြားထဲမှာနားထောင်လို့မကောင်းတဲ့စကားမျိုးတွေကိုပြောတယ်တဲ့ရုပ်ရုံမှာမစကားတွေပြောတယ်အဲ့တော့အိမ်တိုင်းအိမ်တိုင်းကပတ်စံပေးလိုက်တဲ့အခါကျတော့အဲ့ဒီပတ်စံယူပြီးတော့တောက်စားပြောပါကြတာဘယ်နှရကြာတော့ဆို9ရကြာဘုရားလက်ထက်ကရသော်ဘုရားတောင်းမှပဲအေးဘုရားကိုကြည်ညိုတဲ့တရားတော်မတွေကအရှင်ဘုရားတို့ဆုံးငံမကြွပါနဲ့ဒီ9ရက်တော့ကြောင်းပါပဲသတင်းသုံးပါဆိုပြီးတော့ဆွန့်ချက်ပြီးတော့ကြောင်းပို့ကြဘာဖြစ်လို့တော့ဆိုရင် ခဏလူမိုက်တွေကမကြောက်ဝတ်မနာတာစကားတွေဆဲဆိုပြီးတော့တစ်မျိုးလုံးဟာအုံးချက်ချက်ဖြစ်နေအဲ့ဒီနေ့မှာဆဲလဲကိစ္စမရှိဘူးပမာပြေမှာလည်းပေါ့နော်ခုချိန်မှာရေပဲ့ရင်တော့ရံဖြစ်မှာပေါ့ကြကြံလွင်းကြတော့ပဲ့ရင်ခန်းနေကြပွဲကိုအဲ့ဒီဘာလနှစ်ခတ်ပွဲမှာဆိုလို့ရှိရင်ဆဲကျင်တိုင်းဆဲနော်နာဂွန်ဆိုထားမှာပဲရဆဲကျင်တိုင်းဆဲပြောကျင်တာတွေပြော မကြောက်မနာတာတွေပြောဘာမှပြန်ပြောလို့မရအခါကိုသူကကြအဲ့ဒီလူပွဲမျိုးဟာတောက်ထိမျိုးမှာဖះရှိနေတုန်းကိုပဲဒီပွဲမျိုးဖြစ်ခဲ့တယ်တဲ့ခொနည်းတည်းဒီလူတွေဟာဒုက္ခရောက်ကြတယ်လူတော်လူကောင်းတွေဒုက္ခရောက်ကြတယ်ပေါ့ခொနာကလူမိုက်တွေကတော့ပျော်ကြတယ်ပေါ့အေးအဲ့ဒီပွဲကြီးရက် တတ်မှတ်ထားတဲ့ရက်ကုံဆုံးသွားတော့မှအလုံးဟာနာချမ်းသာပြီးတော့ဖျားမှုရှိတဲ့တန်ဃာတွေဆုံးကပြန်ဝင်ကြတယ်